ပွိုင်းတက်စုနဲ့ပေါ့ပွိုင်းတက်စုနဲ့တောင်းလျှောက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာရှေ့ကလူတွေအကုန်လုံးက equipment မှာပါတဲ့အဖြည့်ပြီးသားကြီပေါက်တွေရောဘာတွေရောအကုန်လုံးကုန်သွားပြီနောက်ကတက်စုကိုဆက်နဲ့လှမ်းပြောပြီးတော့မှငါတို့ခဲမ်းရှေ့ကိုတင်ပေးရှေ့ကိုတင်ပေးဆိုတဲ့အချိန်မှာကျွန်တော်တို့ရှေ့ကိုတင်ပေးဖို့ဒါဘိုးကြီးအောင်မျိုးတက်ခွဲကနောက်ပိတ်ကစူးစားခဲ့တယ်ပေါ့နော်ထောင်သားတွေကိုပေးဆောင်တဲ့အုတ်ထုတ်အပြာအဝိုင်းပေါ့နော်အဲ့အဝိုင်းလေးထဲမှာသူကလိုက်ပြီးတော့မှနောက်ကလူတွေရဲ့ခါမှရှိရဲ့ ကြည်ဖြည့်ပြီးသားကြည်ပေါက်တွေအကုန်လုံးကိုသူကအဲ့အုတ်ထုံးနဲ့လိုက်ပြီးတော့မှအုတ်ထုံးထဲကိုထည့်ခိုင်းတာအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရင်းတော့နှုတ်ဆက်အားလုံးပဲမင်္ဂလာပါပြီးွားရင်မင်္ဂလာပါဆရာကြီးပါဆရာမင်္ဂလာပါဆရာကြီးကတော့ဒါကျွန်တော်နဲ့အတူဒါခီးသွားတဲ့နေရာမှာပါမလာခဲ့ဘူးပေါ့နော်ဒါလည်းကျွန်တော်တို့ဟိုလုံညုံရေးအရာ အဲကျွန်တော်လူလူကြီးအကန့်အသတ်နဲ့လာတဲ့ခါကျတော့အဲကျွန်တော်တို့ကျွန်တော်နဲ့နောက်ထပ်ဒီရက်ကူးရေးမှာအဆင်ပြေမဲ့လူနဲ့ပဲလာခဲ့လိုက်တာဗောနော်ဒီနေ့ကကျွန်တော်တို့ဒါထုံးတဲ့တိုင်းပဲကျွန်တော်ထူးခြားသတင်းတွေတင်ဆက်ပေးသွားမှာဗောအဲဒီနေ့ကတော့2025နိုဝင်ဘာ6ရက်နေ့ဗောနော်6ရက်နေ့မှာကျွန်တော် line ပေါ်မှာသတင်းတစ်ခုတွတ်တွေ့တယ်ဗျအဲ့ဒီသတင်းကဘာလဲဆိုတော့ကျွန်တော်တို့အဲဒါစစ်တွေ့အကျဉ်းထောင်က နေပြီးတော့မှာ တို့ထောင်သားတချို့ကိုအဲပြီမောက်ပို့ပြီးတော့မှစစ်တင်တန်းတက်ခိုင်းမှုဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်အဲပြီမောက်ပို့တယ်လို့တဲ့ရင်တစ်ခုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အရင်တုန်းကစင်းဆိုးရတွေလှုပ်လိလှုပ်ထရှိတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဒါအဲရှင်းပြခြင်းတာပေါ့နော်အရင်တုန်းကကျွန်တော်2006 2009မှာကျွန်တော် ဒါတောင်ပိုင်းတိုင်းစစ်ရန်လာရုပ်လို့ခေါ်မှာပေါ့တောင်ငူပေါ့နော်တောင်ငူခွင်ထဲကကျွန်တော်စစ်စင် area တွေပေါ့နော်စစ်တပ်ရဲ့စစ်စင် area တွေကိုကျွန်တော်တို့တွေခြေတန်းဝင်ခဲ့တဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အဲဒီတော့ကကျွန်တော်ဘူဒီတောင်ကလေဘူဒီတောင်ကနေကျွန်တော်ခြေတန်းထွက်လာတယ်ခြေတန်းထွက်လာတဲ့အချိန်မှာဘူဒီတောင်စစ်တွေစစ်တွေကနေတောင်ကုတ်တောင်ကုတ်ကနေတစ်ခါကားနဲ့ပြီးပေါ့နော်ပြီးကနေတစ်ခါကျွန်တော်တို့အဲဟိုမော်စာဘူရာကိုသွားရတယ်အဲ ကျွန်တော်ပြီးပြီးအနီးနားပေါ့နော်မော်ဇာဘူရာမော်ဇာဘူရာကနေကျွန်တော်ယထားနဲ့တခါထပ်ပြီးတော့မှထွက်တဲ့အချိန်မှာပင်းရွယ်ကုန်းပင်းရွယ်ကုန်းဘူရာမှာရက်တယ်ရက်ပြီးတော့ပင်းရွယ်ကုန်းကနေကျွန်တော်တဆင့်ကားနဲ့တခါကျွန်တော်ခြေတန်းနေမြေတွေဝင်ရတာပေါ့နော်ဝင်ရတဲ့အချိန်မှာကျွန်တော်တို့ကိုအဲဘာပေးလဲဆိုတော့ကျွန်တော်တို့ထောင်သား330ပေးခဲ့ဘူးတဲ့တာရကရှိခဲ့တယ်ပေါ့နော်ကျွန်တော်တို့မှာအဲ့330မှာကျွန်တော်တို့က တရင်ကိုရင်ပေါ့နော်တရင်ကိုရင်ပြီးလို့ရှိရင်နီးပြူဟာနှစ်ခုပြီးရင်ကျွန်တော်တို့ခြေရန်တက်မှတစ်ခုပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ဝေပုံညခွဲတဲ့အချိန်မှာကျွန်တော်တို့တရင်ကအဲ့ထောင်သား30ရခဲ့တယ်ပေါ့နော်ထောင်သား30ရခဲ့တယ်ထောင်သား30ရတဲ့အချိန်မှာထောင်သားတွေကိုဘာခိုင်းလဲဆိုတော့အဓိကကကျွန်တော်တို့ကကြောပိုးအိတ်လွယ်ခိုင်းတယ်ကျွန်တော်တို့ရဲ့မနိုင်တဲ့ဘုံသီးတွေတို့ကြည်စံတွေတို့ စာနာရိခါတို့ကျွန်တော်လွယ်ခိုင်းတယ်လွယ်ခိုင်းပြီးတော့မှသူတို့ကောင်းကောင်းအသုံးချခဲ့တာမဟုတ်အဲဒီတော့ကတော့ထင်ခဲ့တာကသူတို့ကလည်းပြောပြတယ်ကျွန်တော်တို့ကဒီဝင်ဆောင်ဖြစ်နေလိုက်လို့ရှိရင်ကျွန်တော်1005နှစ်ကြာတယ်ဝင်ဆောင်ဖြစ်နေလိုက်ခဲ့လို့ရှိရင်အဲကျွန်တော်တို့ short ရရတယ်ပေါ့အဲ short ရရတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီအခြေတန်းကိုလိုက်ဖို့ပဲကျွန်တော်တို့ကတချို့တွေကတောင်းဆိုကြတယ်ပေါ့နော်အဲ့ဒီမှာထူကြတာတခုကတော့နိုင်ငံရေးအကျဉ်းသားလုံးဝမပါပါဘူး နိုင်ငံချင်းသားလုံးဝမပါဘူး။ဘာလဲဆိုတော့ကျွန်တော်တို့အဲခိုးမှုတို့လူတက်မှုတို့မရိန်းတို့ပါကျန်တဲ့အဲ့လိုမျိုးတော့နှစ်ကြီးသမားပေါ့နော်။နှစ်20ပတ်လည်လူတွေကိုသူကခြေတန်းကိုပို့လိပို့ထားရှိတယ်ပေါ့နော်။အခုဟာကဘလို့လူတွေကိုပို့မလဲဆိုတာကျွန်တော်တို့မှထပ်ပြီးတော့မှစဉ်းစားစရာတွေတော့ဖြစ်ပြီပေါ့နော်။ကျွန်တော်ပို့တဲ့လူတွေကနိုင်ငံရေးကျင်းသားတွေများဖြစ်ခဲ့ရင်ကျွန်တော်လူတွေကနိုင်ငံရေးကျင်းသားဖြစ်လဲတခါအ ထောင်ကျခံနေရတယ်မိသားစုနဲ့လည်းတွေ့ခွင့်မရဘူးပြီးရခါကျရှေ့တန်းကိုဘုလိုမျိုးအဖို့ခံရမယ်ဆိုလို့ရှိရင်လဲထပ်ပြီးတော့မှဟိုစိတ်နာစရာဖြစ်တယ်ထပ်ပြီးတော့မှ ဖြစ်မယ်ပေါ့နော်အဲ့တော့အခုကတော့စစ်တင်နန်းတက်ဖို့လို့ရည်ရွယ်ပေမဲ့လည်းကျွန်တော်စိတ်ရှင်တော့လူသားတိုင်းဖြစ်အသုံးချဖို့လို့ကျွန်တော်ကယူဆတယ်ပေါ့နော်လူသားတိုင်းဖြစ်အသုံးချဖို့လို့ဘာကြောင့်ယူဆလဲလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီတုန်းက ကျွန်တော်ထောင်သားအယောက်30ရခဲ့တဲ့အချိန်မှာအဲကျွန်တော်တို့ဒီကြောက်ကြီးတံပိုးပေါ့နော်တံပိုးကနေကျွန်တော်တို့ကပ်ပဲတို့ဘင်ပြဲတို့အဲ့ဒီကနေကျွန်တော်တို့ဟိုးဘက်ရှေ့ကိုဆက်တက်တဲ့အချိန်မှာလွန်မှုဘလော့ဆောင်းမှုဘလော့ပေါ့နော်အဲဆောင်းမှုဘလော့လွန်မှုဘလော့ပေါ့ဆောင်းမှုကိုအရင်တွေ့တာပေါ့ဆောင်းမှုဘလော့ပြီးသွားလို့ရှိရင်လွန်မှုဘလော့လွန်မှုဘလော့ကနေကျွန်တော်တို့ရှေ့ကိုထပ်ပြီးတော့တက်တော့အဲခုမှုတဲ့အဲတီချီခီခုမှုတဲ့ဘုံနေတဲ့ဆိုတဲ့စကန်း၃ခုကိုကျွန်တော်တို့ဒါစာက၅ကနေပြီးတော့ ထပ်ပြီးတော့မှကျွန်တော်တို့စခန်းကုန်းအစ်စ်ဖြစ်ထပ်ပြီးတော့မှတိဆောက်တယ်ပေါ့နော်ထပ်ပြီးတိဆောက်တဲ့အချိန်မှာကျွန်တော်တို့မှပါလာတဲ့အဲ့ထောင်သားအယောက်30ကဘယ်နေရာမှာအသုံးဝင်လဲဆိုတဲ့ဟာစစ်တပ်ကကောင်းကောင်းသိခဲ့တယ်ဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့အဲ့ခုမှုတန်းနဲ့ဘုံနေတဲ့ဂျားထဲမှာအဲ့တော့တော့ကျွန်တော်မပါခဲ့ဘူးပေါ့နော်ကျွန်တော်စီကတစ်ခွဲတစ်ခွဲကဒါဘိုးကြီးအောင်မျိုးပေါ့ဘိုးကြီးအောင်မျိုးဆိုရတဲ့လက်ရှိဒါအွန်လိုင်းမှာတက်ကထွက်သွားပြီပေါ့နော် ထောက်လိုင်းကြီးကနေနားယူတယ်ထောက်လိုင်းကြီးကနေပြုတ်တယ်ပြုတ်ပြီးတော့မှကျွန်တော်တို့ခမရ965ကိုရောက်ခဲ့တယ်ခမ965ကနေမှ तू ကအဲထွက်ခွင့်ရတယ်ပေါ့နော်ထွက်ခွင့်ရတဲ့အချိန်မှာလက်ရှိအောင်လန်းမှာအခြေချနေတဲ့ဘူကြီးအောင်မျိုးပေါ့အလုပ်တင်20ခွန်ကတူတက်ခွဲနဲ့ကျွန်တော်တို့ KNU နဲ့ကနှစ်နာရီကြာကြာလောက်တိုက်ပွဲဖြစ်ခဲ့ဖြစ်တဲ့အချိန်မှာရှေ့ကကျွန်တော်တို့ point တက်စုနဲ့ပေါ့ point တက်စုနဲ့တောက်လျှောက်တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရှေ့ကလူတွေအကုန်လုံးက equipment မှာပါတဲ့အဖြည့်ပြီးသားကြီပေါက်တွေရောဘာတွေရောအကုန်လုံးကုန်သွားပြီပြန်ပြစ်ဖို့အတွက်နှစ်နာရီကျော်တိုက်ပွဲဆိုတော့အကုန်လုံးကခါမှာပါတဲ့ခရမ်းအကုန်ကုန်ခဲ့တယ်ပေါ့နော်ကုန်တဲ့ချိန်မှာဘာဖြစ်လဲလက်နဲ့ခရမ်းခရမ်းလိုလာအောင်လိုလာတော့သူတို့ကနောက်ကတက်စုကိုဆက်နဲ့လှမ်းပြောပြီးတော့မှငါတို့ခရမ်းရှေ့ကိုတင်ပေးရှေ့ကိုတင်ပေးဆိုတဲ့ချိန်မှာကျွန်တော်တို့ရှေ့ကိုတင်ပေးဖို့ဒါဘူကြီးအောင်မျိုးတက်ခွဲကနောက်ပိတ်ကစူးစမ်းခဲ့တယ်ပေါ့နော်စူးစမ်းတော့ ကျွန်တော်စစ်ယူနီဖောင်းနဲ့ရှေ့ကိုတက်ပို့တာနဲ့ KNU ကချက်ချင်းအဲကျွန်တော်ဆက်လက်နေပေါ့နော်ဆက်လက်နေတောင်းလျှောက်ချက်ချင်းပြစ်တယ်ပြစ်တော့လုံးဝမရတဲ့အချိန်မှာအဲ့မှာထောင်သားတယောက်ကဒီဝင်ဆောင်ပေါ့နော်ဝင်ဆောင်တယောက်ကကျွန်တော်တို့ကိုအဲသူကတော့ချက်တစ်ခုကိုသူစဉ်းစားလိုက်မိလိမ့်မယ်နဲ့တူတယ်နော်ကျွန်တော်တို့ကတော့မစဉ်းစားမိဘူးအဲ့အချိန်မှာသူစဉ်းစားလိုက်မိတာကကျွန်တော်ပေးကျွန်တော်ပေးဆိုပြီးအဲ့မှာကျွန်တော်အုတ်ထုတ် အပြာပေါ့နော်သူတို့ထောင်သားတွေကိုပေးဆောင်တဲ့အုတ်ထုပ်အပြာအဝိုင်းပေါ့နော်အဲ့ဒီအဝိုင်းလေးထဲမှာသူကလိုက်ပြီးတော့မှနောက်ကလူတွေရဲ့ခါမှရှိရဲ့ကြီဖြည်းပြီးသားကြီပေါက်တွေအကုန်လုံးကိုသူကအဲ့ဒီအုတ်ထုပ်နဲ့လိုက်ပြီးတော့မှအုတ်ထုပ်ထဲကိုထည့်ခိုင်းတာကျွန်တော်ထည့်ထည့်ပေးလိုက်ထည့်ပေးလိုက်ဆိုပြီးတော့မှသူရှေ့တိုက်ပွဲဖြစ်တဲ့နေရာကိုထွက်ပြေးတဲ့အချိန်မှာကင်တူကလုံးဝမပြေဘူးအဲ့ဒါကဘာလဲဆိုတော့တော်လန်ရေးရဲ့တစ္ဆာရှိခြင်းက ငါတို့ဒီစစ်တပ်ကកောင်းអូပဲပြည့်ရမယ်လက်ရှိလက်ဒီတိုင်းမှာကျွန်တော်တို့မင်းအွန်လိုင်းကိုကာကွယ်နေတဲ့កောင်းអូပဲပြည့်ရမယ်ဆိုတဲ့စိတ်ကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့မှာရှိတယ်ဆိုတဲ့ဟာကအဲ့ဒီကလေးကဒါ2000နော်2000ကလေးကအဲ့ဒီစိတ်ရှိခဲ့တယ်အဲ့မှာအဲ့ထောင်သားထွက်ပြီးတော့မှပေးတာအကုန်လုံးတက်စုတစုလုံးကိုသူជីပေါက်တွေတယောက်ကို3ပေါက်တို့2ပေါက်တို့အဲ့လိုမျိုးလိုက်ပေးပြီးတော့သူပြန်ဝင်လာတဲ့ချိန်ညမှာကီယန်ကတိုက်ပွဲကိုပြန်ဆတယ် ူထွက်ပြီးတဲ့အချိန်မှာသူ့ကိုပြစ်လို့ရတယ်လုံးဝမပြစ်ဘူးတကယ်လူသားချင်းစာနာမှုကစစ်တပ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့နဲ့ကဘလို့ကွာခြားခဲ့လဲဆိုတဲ့ဟာလေးကိုကျွန်တော် ပြောချင်တာပေါ့နော်အဲ့တော့ဒီနေ့ဒီချိန်မှာအခုစစ်တွေအချင်းထောင်ကထောင်သားတွေကိုစစ်တင်နန်းတက်ဖို့ပြည်မကိုပို့တယ်ဆိုတာနဲ့ဆာလို့ရှိရင်တော့အခုလိုဝင်ဆောင်သုံးဖို့အတွက်ပို့တယ်လို့ပဲလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့အဲ့လိုပို့ပြီးွားလို့ရှိရင် तू ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့တော်လိုင်းတက်ဖွဲ့က စစ်ယူနီဖောင်းဝတ်ထားတဲ့လူမဟုတ်လို့ရှိရင်ကျွန်တော်မပြစ်ဘူးမပြစ်တဲ့ခါကျရင်တို့ကအဲ့ဒီထောင်သားတွေကိုကောင်းကောင်းအတုံးချပြီးတော့မှကျွန်တော်တော်လိုင်းတက်ဖွဲ့ကိုအဲတနီးနီးနဲ့ခြေမုံမို့အတွက်လူသားတိုင်းဖြစ်အတုံးပြူလာနိုင်တယ်ဆိုတော့အချက်တစ်ချက်ကိုကျွန်တော်သွားတွေ့ရတယ်ပေါ့နော်ဒါကတခုပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါတော့ဆုံးမရရာဇာလင်းပေါ့အဖွားကြီးကဘာဘာတွေထားပြောလဲဆိုတော့ဟို AMB ကအင်အား600ကျော်လာပြီတဲ့ ကျွန်တော်တော့ဆင်းတာတော်တော်ကြီးစရာတခုတော့တော်တည်ရတယ်။အင်အား600ကျော်လာပြီဆိုတော့ तू က600အာခါတော့ A ကမြို့14မြို့ထိန်းတာတမြို့လူဆင်းအင်အား100နဲ့ပဲတွေ့လူပေါင်း1400သူစီမှာအကြမ်းမြင့်ရှိတယ်။အဲ့မှာ तू ထောက်ပေါက်3ပေါက်ကို तू ပိတ်ထားနိုင်နေတယ်ကျွန်တော်တို့ဒါပကိုးရခိုင်ပေါ့နော်ကျွန်တော်တို့ဗရောင်းကူကာဘာစာရီနာကိုကတ်နေတဲ့ကျွန်တော်ညောင်ချိုးတို့ အဲပြီးခဲ့တဲ့ဟို6.63လုံးတို့ပကံခွဲစခန်းတို့ဟာတို့အဲ့ဘက်ကိုကတ်ထတာတသက်တစ်ဖွဲ့ရှိသေးတယ်ဟိုဘက်ခွားဘက်မှာကျွန်တော်ရေကြီးတို့အတုတ်တို့အဲ့ဘက်မှာတစ်ဖွဲ့ရှိသေးတယ်ပြီးကျွန်တော်တို့အမ်ဘရန်လန်းဆိုရယ်ဟိုဟိုနေ့ကကျွန်တော်နက်ရီကန်ပေါ့နော်နက်ရီကန်ရေဒါစခန်းဘက်ကိုကတ်ထတာတစ်ဖွဲ့ရှိသေးတယ်အဲ့ဒီအပြင်မျိုး14မျိုးအုတ်ချုပ်ရေရောတရားစီရင်ရောလုံခြုံရေရောမိုင်းရှင်းလင်းရောအကုန်လုံး ထိ ंछ ုပ်ထားနိုင်တဲ့တက်ဖွဲ့ကိုသွားပြီးတော့မှသူကအင်အား600နဲ့သွားချင်းချောက်နေတာဒီဒီပွားကြီးကအင်အား600လောက်ရှိပြီးဆိုပြီးတော့မှ AMP က AMP ဆိုတာလေ AMP လို့သာနာမည်တွင်တာအမှန်တကယ်ကသူ့နာမည်တိုင်းသူအလုံးမလုံးတဲ့လူတယောက်ပေါ့နော်သူဘောသွားမှနေတဲ့လူတယောက် AMP ဆိုတာရခိုင်လွတ်မြောက်ရေးပါတီဆိုပြီးတော့မှရခိုင်လွတ်မြောက်ဖို့မလုပ်ဖဲနဲ့ရခိုင်တွေကိုစစ်ဖက်နာအဝူ ရောက်ဖို့အတွက်လုံနေတဲ့အဖွားကြီးပေါ့နော်။ तू က तू ကတော့ကျွန်တော်အင်အား600ကျော်လာပြီလို့အဲ့ဒါထုတ်ပြန်လာလဲတွေ့ရတယ်ပေါ့နော်။နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့အာဆာပေါ့နော်။ ARS အာဆာရဲ့ပြီးတော့ RSO Rohingya Solidarity Organization ဆိုတဲ့ကောင်တွေရဲ့ပြီးလို့ရှိရင် ARA က तू ကဘင်္ဂလားဒေ့နယ်မြေထဲမှာတွားပြီးတော့မှ तू ကကျွန်တော်တို့စကူမကူနယ်မြေပေါ့နော်။ဟိုဘက်ကလည်းကောင်းကောင်းမထိန်ရှုံနိုင်ဒီဘက်ကလည်းကောင်းကောင်းမထိန်ရှုံနိုင်လို့နေမြေမျိုးမှာတွားပြီးတော့မှသူကဓာတ်ပုံတွေရိုက်တယ် ရိုက်ပြီးတော့မှသူကရခိုင်မြောက်ပိုင်းမှာသူတို့ချစ်စင်ရေပေါ်ဆောင်နေပြီဆိုပြီးတော့မှသူတို့ကဓာတ်ပုံတွေထုတ်ပြန်ပြီးတော့မှဟိုတစ်ခေါက်ကကျွန်တော်တို့လိုင်းပေါ်မှာတွေ့ခဲ့ပါလိမ့်မယ်လူအဲ30 40လောက်နဲ့ရခိုင်ပြည်ကိုပြန်သိမ်းပြပါမယ်ဆိုပြီးတော့မှလုတ်ခဲ့တဲ့အာစာပေါ့နော်အာစာကတော့ဒီနေ့ထပ်ပြီးတော့မှထုတ်ပြန်တဲ့ဟာကတော့သူတို့တွေကဘင်္ဂလားဒေ့ရဲမှာတွားပြီးတော့ဓာတ်ပုံရိုက်တယ်ရိုက်ပြီးတော့မှရခိုင်ပြည်မြောက်ပိုင်းကိုငါတို့ဝင်တိုက်နေပြီး ရခိုင်ပြည်မြောက်ပိုင်းဆိုတာကတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ရခိုင်ကမ်းမြောင်ဒေသရဲ့ကျွန်တော်တို့အပေါ်ဘက်ကိုမြေပုံရအပေါ်ဘက်ကိုကြည့်လို့ရှိမှဆိုတော့ပလက်ဝါပေါ့နော်ချင်းပလက်ဝါနဲ့ဒီရခိုင်နဲ့အဆက်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ဘာတွေရှိမဲဆိုဗန်နူလာစခန်းတို့ဘာလို့အဲ့ဒီအဲ့ဒီနေရာတွေပေါ့နော်အဲ့ဒီနေရာတွေပချမ်းမှာတို့ကဟိုစစ်စင်ဖော်ဆောင်နေတဲ့ယောင်နဲ့အဲကျွန်တော်တို့လူတို့ကိုဒါဟိုဘယ်လိုပြောမလဲစိုက်ဝါလုပ်နေတဲ့ အကြောင်းအရာရှိရေပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့လေအတခါတော့ A ကလုံးဝမဟုတ်ပါဘူးသူတို့ရဲ့မြောက်ပိုင်းမှာဒီ ASA တို့ RSO တို့ AIA တို့ပြီးရင်ဟိုအဖွားကြီး AMP ပေါ့နော် AMP တို့ကလုံးဝသူတို့ကိုတိုက်ခိုက်နိုင်ခြင်းမရှိပါဘူးဆိုတဲ့ဟာလေအတခါတော့ A ကပြောထတာရှိပါတယ်ပြီးတော့ဒီ AMP နဲ့ပတ်သက်ပြီးတော့မှ AMP ကအင်အား600ကျော်လာပြီးတဲ့အပြင်ဟိုကိုသူကဒီ ကျွန်တော်တို့ခုလက်ရှိထိန်းချုပ်ထားစစ်တွေကြောက်ယူမောင်းဒီ၃မြို့အပြင်ကျန်တဲ့အာရခတာတော့အေးတင်ထားတဲ့၁၄မြို့ကိုသုံးမြရတာလင်းဟာသူဥဆောင်ပြီးတော့မှပြန်တိုက်မယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဓိကစားကောင်းတောက်ကောင်းပေါ့ဗျာအေးဒါစစ်တပ်နဲ့အတူတူပူပေါင်းပြီးတော့မှအဓိကစစ်တပ်ရဲ့အထောက်ပံ့နေလက်နက်တို့ဘာတို့ပေါ့နော် လိုရာရဖို့အတွက်တီတာယူမွန်တို့ပေါ့အဲတီတာယူမွန်လို စတိုင်မျိုးသူက ချိုးလာတာပေါ့ဒါပေမဲ့တီယာယူမွန်တဲ့သူနဲ့ကတော့မတူပါဘူးမတူပါဘူးဆိုတာတီယာယူမွန်ကနည်းနည်းတော့လမ်းလာပေါ့အဲဒီဟာလေးပြောချင်တာအဲ့တော့ဒီဖွားကြီးကဒီလိုမျိုးလှုပ်ဖို့အတွက်ပေါ့နော်ကျန်တဲ့14မျိုးကိုပြန်ပြီးတော့မှသူသူ AMB ရဲ့အင်အားနဲ့ပြန်တိုက်ပေးနိုင်မယ်ဆိုတဲ့ပုံစံမျိုးပြောလာတာလည်းတွေ့ရတယ်အဲ့တော့ကျွန်တော်တို့မှာဒီခုရက်ပိုင်းမှာပဲလာ line ပေါ်မှာ trend ဖြစ်နေတာကဘာလဲဆိုတော့ TNN နေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ပြည်သူလူထုစိတ်ထိခိုက်ရတာရှိတယ် တခြားတော်လိုင်းတက်ဖွဲ့တွေစိတ်ထိခိုက်ရတာလည်းရှိတယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှာကျွန်တော်မြောက်ပိုင်းသုံးဘွယ်မှာကျွန်တော်တို့ကအားကိုးစရာကအေအေတစ်ခုကိုပဲတွတ်တွေ့ရတဲ့အချိန်မှာအေရဲ့အိမ်မက်ကပြည်သူလူထုရဲ့အိမ်မက်ပဲပြည်သူလူထုအိမ်မက်ကလည်းအေရဲ့အိမ်မက်ပဲအဲ့တော့အေရဲ့အိမ်မက်နဲ့ကျွန်တော်တို့တခြားတိုင်းသားတော်လိုင်းတက်ဖွဲ့တွေအိမ်မက်နဲ့ပေါင်းစည်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုင်းပြည်သူလူထုရဲ့အိမ်မက်က တကယ်ကိုရောက်ရှိလာမယ်လို့ကျွန်တော်တို့ကသတ်မြင်တယ်ပေါ့နော်မြင်တဲ့အခါကျတော့ဒါအားတစ်ခါတော့ AA ကဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ကတော့ပြည်သူလူထုရဲ့အိမ်မက်ကိုလုံးဝလန့်နှုံအောင်လုံးမဲ့လူမဟုတ်ဘူးလို့တော့ကျွန်တော်တို့ကယူဆတယ်အဲ့တော့ဒီ AMB ဆိုတဲ့အရာတွေရောဒါ ARC အစားလို့ဆိုတဲ့ဟာတွေရော RS ရော ARA ရောကိုတော့ဒါသူတနည်းနည်းနဲ့ရအောင်ဒါချိန်မုံးပေးမဲ့အထဲမှာတော့ဒါအာခါတော့ A ကပါလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ် အဲ့တော့ကျွန်တော်ကလည်းအခုဒါသတင်းတင်ဆက်မှုကဒီရခိုင်ပြည်ရဲ့စစ်တွေအချင်းထောင်ကလူတွေကိုပြည်မပို့တဲ့ကိစ္စလေးရဲ့ပြီးတော့ဒါဆောမြရာသားလင်းဆောင်ကြွမှုရဲ့ပြီးတော့ကျန်တဲ့ဒါ ARC တို့ RHO တို့ AIA တို့ရဲ့ဆောင်ကြွမှုလေးတွေကိုပဲဒါကျွန်တော်ရခိုင်ပြည်ရဲ့အနှစ်ချုပ်လေးကိုပဲကျွန်တော်ဒီနေ့တော့တင်ဆက်ရှင်ပါတယ်အဲ့တော့ခီးသွားနေတဲ့အတွက်ကျွန်တော်မှရတဲ့အချိန်လေးမှာပဲရသလိုလေးဟိုဖြစ်တဲ့အတွက်ဒါနည်းနည်းလေး သတင်းတင်ဆက်မှုအချိန်လေးတိုသွားရင်တော့ကျွန်တော်အနေနဲ့တောင်းပန်ပါတယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့သကဝိုင်းလေးညီကုန်းချုပ်ပါပြအားလုံးပဲကျေးဇူးတင်ပါတယ်